ဘိဒ္ဓတို့ကြားဥပါတယ်။မြတ်စွာဘုရားကိုယံညိုးရှိတယ်။သူလူတဲ့ဆွမ်းကိုအလူမခံလို့ဒီအကြောင်းလေးကပြောရတာယံကျေပါတယ်။အဲ့ဒီသူပ္ပရယံကြီးကဘာထပြောတော့။ငါရှင်တို့မငိုကြနဲ့တိတ်ကြတဲ့။အခုမှတို့လွတ်လပ်ရေးရသွားတာတဲ့။နော်ဒီယံကြီးကဘယ်ဟာမအပ်ဘူးဘယ်ဟာအပ်တဲ့အယံချုပ်ချေတာပဲတဲ့။အခုဒီယံကြီးမရှိတော့ဘူးဆိုတော့တို့ကြိုက်တာလုပ်လို့ရပြီတဲ့။အလွန်ထိတ်လန့်စရာကောင်းတဲ့စကားကိုပြောတာ။ကရှင်မကတ္တဗကအယံဓမ္မတံဝေကရတယ်။ ဩကြည်တံမြတ်စွာဘုရားရဲ့အလောင်းတော်ရှိနေသေးတယ်ဒီအချိန်မှတောင်မှဒီလိုရုပ်မာတဲ့နော်သာသနာတော်ကိုဖျက်ဆီးမဲ့နော်အတ္တမဝါဒနော်လက်ကင်ပြုတ်မဲ့ပုံကိုတည်းကပေါ်လာခဲ့ပြီအဲ့ဒါမဖြစ်ဘူးငါမြတ်စွာဘုရားရဲ့ပွဲပြီးလို့ရှိရင်မြတ်စွာဘုရားဟောခဲ့တဲ့တရားတော်တွေကိုငါအကုန်လုံးစနစ်တကျပြန်ပြီးတော့တန်ခါနာတင်မယ်တန်ခါနာတင်တယ်ဆိုတာကပြန့်ကျင်းနေတဲ့ပန်းပုံကြီးကိုကျိုးလေးနဲ့တနည်းတကျတီးတယ်လို့မျိုးပေါ့ စနစ်တကျလှုပ်ထတာအကန့်လိုက်အကုန်လုံးစနစ်တကျအကုန်သိမ်းထတာအရင်စနစ်ကျလှုပ်တံဆိုအရှိတွေအရှိတမျိုးအလက်အလက်တမျိုးအတိုးအတိုးတမျိုးဝီနီယဝီနီတမျိုးတုတ်တံကတုတ်တံတမျိုးပြီးဓမ္မကပြီးဓမ္မတမျိုးဒါအကျဉ်းမြင်းလေးပြောပြတာတန်ဃာယနာဆိုတာညီတူစွာရွတ်ဆိုခြင်းလို့အဓိပ္ပာယ်ရတယ်။နောက်ယဟန်နေညီညီညာရွတ်ကြတာအတီးပြုတ်ထတာစနစ်တကျလှုပ်တယ်အဲ့ဒါရှင်မကတ္တဗရဲ့အခြေစိုးအဲ့မြတ်စွာဘုရားပြိဋိဘာစံပြီးပြီလို့ကြားရတော့ငိုကြယူကြရတဲ့အဲ့လိုနဲ့မြတ်စွာဘုရားတည်ဟိုနော်ရှိရကို လောင်းတော်ရှိရာကိုရောက်သွားတယ်။ကိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့ခြေတော်ကိုဖူးမြော်ခြင်းနဲ့အဲ့ဒီတော့မြတ်စွာဘုရားရဲ့ရုပ်အလောင်းတော်ကတော့ဂွန်းနေနဲ့အထက်ထပ်ပတ်ထားအောင်ဆိုအဝိသ္သနဲ့ပတ်ဂွန်းနေနဲ့အထက်ထပ်ပတ်ပြီးတော့ပတ်ထားတာအကုန်လုံးအဲ့ဒါကိုရွှေကွက်ထဲမှာထည့်ပြီးတော့စီတွေလောင်းပြီးတော့ရွှေကွက်တစ်ခွက်နဲ့အုပ်ထားဟုတ်လားအဲ့လိုမျိုးအုပ်ထားတာပြီးရင်ဘာလို့နန္ဒာထင်းပေါ်မှာတင်ပြီးတော့အကုန်အုပ်ထားတာအဲ့ဒါကိုရှင်မကတ္တပက လှည့်ပြီးတော့လက်ရာကြီးလှည့်ပြီးတော့ပူဇော်ရင်းနဲ့ရသော်ဘုရားရဲ့ကောင်းတော်ကဘယ်ဘက်မှာရှိတယ်ခြေတော်ကဘယ်ဘက်မှာရှိတယ်သူသိတယ်အဲ့တော့ねခြေတော်ရှိတဲ့ဘက်မှာရသော်ဘုရားရဲ့ခြေတော်ကိုငါဖူးမြှောက်ခြင်းတယ်အဲ့ဒါလို့အတိတ်ထန်လိုက်တာ ਨੇ ရသော်ဘုရားရဲ့ခြေတော်ကတင်ညာတွေကနေလတ်ထွက်လာတယ်လို့ပဲတဲ့ဒီပတ်ထားတဲ့အဝတ်တွေကောင်းတလားတွေထင်းတွေကိုအကုန်ဖောက်ထွက်ပြီးတော့နော်ဆက်လက္ခဏာနဲ့အလွန်တင့်တယ်တဲ့မြတ်စွာဘုရားရဲ့ခြေတော်အစုံကလာဝင်းကြီးလိုထွက်လာတယ် အဲ့ဒီခြေတော့တော်ကိုခြေပမိုးတော်ကိုလက်နဲ့ကင်ပြီးတော့ရှင်မကတ္တဗာရှ िख ိုးကြတော့တယ်။အဲ့တော့လူတွေကလည်းအရင်အံ့ဩကြပြီးတော့အရင်ရှ िख ိုးကြတာပေါ့။အဲ့ဒီမြတ်စွာဘုရားခြေတော်ကိုအကုန်လုံးရှ िख ိုးလည်းပြီးပြီဆိုတော့အဲ့ဒီခြေတော်ကပုံမပြတ်တခါတည်းထဲထဲကိုပြန်ဝင်သွားတယ်တဲ့။အဲ့ဒါချီမြင်လေးတွေပါလေးတွေလှုပ်သွားတာမရှိဘူး။ခေါင်းတလားကိုဖောက်လာတာလည်းမရှိဘူး။ဒါတကိုးရပါပေါ့နော်။အဲ့ဒီခြေတော်လည်းပြန်ဝင်သွားပြီလဲဆိုရော။ အဲ့ဒီကကြာတော့မှမြတ်စွာဘုရားပြိဋိဌိဘာစံတုံးကားတဲ့တောင်ပို့ပြီးတော့လူတွေကအုပ်အုပ်တဲတဲငိုကြပြန်နေတဲ့။နော်။အဲ့ဒီလိုအကုန်လုံးနော်ရှစ်ခိုးပူဇော်ပြီးတဲ့နောက်မှာခြေတော်လည်းပြန်ဝင်သွားတယ်။ဘယ်သူမှမီးမရှို့ရပဲနဲ့တခါတည်းမီးရထားပြီးတော့လောင်။ဒီစုံမီးလောင်နေဆိုတာအဲ့ဒါဒါနဲ့တည်းရဲ့အစွမ်းကြောင့်လောင်သွားတာလေ။ န်အောင်စရာကောင်းတာကအပေါ်ဆုံးကပတ်ထားတဲ့အဝတ်နဲ့မြတ်စွာဘုရားခန္ဓာကိုယ်နဲ့ထိပြီးတော့ပတ်ထားတဲ့အဝတ်အဲ့ဒီအဝတ်တစ်ကလေးနှစ်ခုမီးမလာဘူးတဲ့ခလေးကောင်ကစီဆွတ်ထားတဲ့ဂွန်းလေးပါလေအကုန်လောင်သွားတယ်။နော်တတ်တော်ရှိတဲ့မြတ်စွာဘုရားများဒီလိုမျိုးဦးဇင်းတို့ပြိဋိဘံဆံပြီးဆိုရင်တော့တလုံးတစ်ခဲတဲ့ဓာတ်တော်ကျန်တယ်။မြတ်စွာဘုရားကတော့တတ်တော်တူတဲ့မြတ်စွာဘုရားဖြစ်တဲ့အတွက်ကြောင့်ဒီဓာတ်တော်တွေကနေရာအနှံ့ရောက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးတိတ်တိတ်လေးတွေအစိတ်စိတ်အမှန်မှအကုန်လုံး꿰ရတယ်ပေါ့။ အဲ့ဒါရှင်မကတ္တပရဲ့ထူချချက်အဲ့ဒါလည်းရှိတယ်။သောတော်ကပြောတဲ့သူ့ဘက်ရဟန်းကြီးရဲ့ဇကားကိုနော်အကြောင်းပြုပြီးတော့ထိတ်လန့်မှုတန်ဝေကန်းနဲ့မြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာနော်အဇာတတမင်းအထောက်အပံ့ကိုယူပြီးတော့နော်ရှင်မကတ္တပကိုရမကြီးဥဆောင်ပြီးတော့နော်ရှင်ဥပါလိကအဝီနီးကိုဖြည့်မယ်ပေါ့နော်ရှင်အနန္ဒာကနောက်သုတ်တံပြီးဓမ္မကိုဖြည့်ပြီးတော့မေးတာမစိုးကမေးတော့ဆိုတော့ရှင်မကတ္တပကိုရမကြီးကမေးတာဟုတ်လားတန်ခန္တာတင်ခဲ့ကြတာ ဒါကြောင့်ဒကာမတို့အရင်တို့အခုလိုမျိုးမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုအစီအစဉ်မပြတ်ဖြည့်ဆွတ်ထားတာမရှိနှုတ်ပယ်ထားတာမရှိဘဲနဲ့အစစ်အမှန်လေ့လာခွင့်နာယူခွင့်သင်ကြားခွင့်တွေရနေကြတာဒါပစုရဲ့ကျေးဇူးလဲလို့မေးရင်ရှင်မကတ္တပရဲ့အဓိကကျေးဇူးပဲဟုတ်ရဲ့လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ဒီရှင်မကတ္တပကိုရမြကြီးရဲ့အကြောင်းကအလွန်တရာမှကြောက်စရာကောင်းတယ်သူဟောခဲ့တဲ့တရားတခြားတခြားသောတုတ်တန်တွေအများကြီးရှိတယ်နော် အဲ့ဒီတုတ်တန်လေးကိုပြောလို့ရှိရင်တရားအရန်ရှိမှဆိုလို့မှတ်သားစရာကောင်းတာလေးတွေနည်းနည်းစိတ်ထဲမှာစမ်းနေထင်တာလေးတွေကိုအရင်ကရွေးပြီးတော့ပြောပြတာအဲ့တော့အကုန်လုံးကနော်အစာကလေးတွေလောက်ပဲဦးဇင်းတို့ကဆွဲထုတ်သလိုမျိုးလောက်ပဲရှိတာပါသူ့ရဲ့အကြောင်းအရာလေးတွေကပြောမယ်ဆိုရင်အများကြီးကျန်နေသေးတယ်ပေါ့အဲ့တော့ဒကာဒမတို့ဦးဇင်းတို့အတွက်အလွန်အားကြီးတဲ့ဒါကြည်သူရှင်မမထင်မြင်ကြီးတပါလို့ဆိုရင်လည်းပဲမလွယ်ဘူးပေါ့အဲ့တော့အသက်120ပြည့်တော့ ပရိနိဗ္ဗာန်စံနေရှုပြီးတော့ဒါဧတတက်ဘာဧတတက်လဲလို့မေးလို့ရှိရင်ဒုတင်ရာမှာဧတတက်ပေါ့ဟုတ်လားဧတတက်ကံဘိက္ခဝေမမတာဝကံနဲ့ဘိက္ခုနံဒုတဝါဒနံယတိတံမဟာကတပောလို့အဲ့လိုမျိုးဆိုပြရသူကိုဧတတက်ပေးခဲ့တာနော်ဒီငါရဲ့ယဟန်တော်တွေထဲမှာဒုတင်ဆောင်တဲ့နေရာမှာဒုတင်ရဲ့ဂုံကျေးဇူးတွေကို ပြောတဲ့နေရာမှာရှင်မကတပအတာဆုံးအမျက်ဆုံးဖြစ်တယ်လို့မြတ်စွာဘုရားကအဲ့ဒါလို့ဧတတထားခဲ့တာ နော်ဣတဒက်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကပါလေ။နော်ဒီထဲမှာ तू ဟာအမျက်ဆုံးလို့အဓိပ္ပာယ်ရတယ်။ဧတံအကံဧတံဒါဒီထဲမှာ အကံ तू ဟာအသာဆုံးပဲလို့ပြောတယ်။ဧတံအကံကိုဧတဒကဣတဒကကာဝဖြုတ်ပြီးတော့ဣတဒက်လို့ဒီလိုပြောတာ။ဟုတ်ရဲ့လား။အေးဒါကဥစဉ်တို့ရှင်မကတ္တဗကုရမြတ်ကြီးရဲ့အကြောင်းအရာအချင်းချုပ်ပေါ့နော်။ဆုတောင်းခဲ့တဲ့အနေအထားကနေပြီးတော့ဒီဘဝရဟန်းကျူတဲ့အနေအထား မတူတဲ့နေကျင့်သုံးတဲ့အနေအထားမြတ်စွာဘုရားကကိုရောနဲ့ထက်တူထားပြီးတော့ချိမြောက်တဲ့အနေအထားအလွန်လူနေပြီးတော့အလွန်ရောင်ရဲတော်မူတဲ့ဒူတင်ကိုကျင့်သုံးပြီးတော့နောက်ဆုံးမြတ်စွာဘုရားအဆုံးအမသာသနာကိုအရှိကြည်ပြီးတော့မပြောင်းမကွဲအောင်စောင့်ရှောက်တော်မူသွားတဲ့အရှင်မြတ်ကြီးရဲ့အကြောင်းဟုတ်လားဒါကြောင့်ပေတပ်ပေါင်းတတော်ကောင်းတို့ရဲ့နောက်စိတ်ထဲမှာဒီအရှင်မြတ်ကြီးရဲ့အကြောင်းကိုနားယူကြည်ညိုကြရတဲ့ကုသိုလ်ကောင်းမှုတွေဆိုတာမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာ နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့အတွက်အများကြီးအထောက်အကူပြုသည့်အသည့်စွမ်းရည်တည်းထက်မြက်မယ်ပေါ့နော်ဒါကိုလည်းပဲလက်စိတ်ထဲကလိုက်လိုက်လဲလဲယုံကြည်နားလည်မှုနဲ့တော့ဒီကနေ့ပြုလုပ်ထားရတဲ့ကုသိုလ်ကောင်းမှုအရှုစုတို့ရောအဲ့ဒီကုသိုလ်ကောင်းမှုတွေရောတော့ပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဖုန်ညာမျက်နှိပ်ဘံကိုလျှင်မြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်တော်ဟု တနာအောင်စုပြုကြကုန်ရာတည်း